တူတူနဲ့လိုရင်းပြောချင်ပါတယ်အလကီရီဗျူးကကျူစွာတယ်ဒီနေ့နိုဝင်ဘာ15ရက်နေ့ပါခင်ဗျအကျွန်တော်တို့ဒီနေ့မှာလိလာတွေ့ရှိချက်များအရာကြာဖြတ်မနေ့ကကျွန်တော်ပြောသလိုရွှေခုတ်ကိုအထုပ်ဆွဲအထုပ်ပြင်တာရွှေခုတ်ကိုဟာအထုပ်ပြင်ထားမယ်အခြေအနေကိုတော့ရောက်နေပါပြီဓာတ်တူမှာရွှေခုတ်ကိုနဲ့ကြာဖြတ်ကိစ္စလေးတွေမတင်ပြခင်ပါ တတ်တတ်ခိုင်အပြာမေတတ်တတ်ခိုင်တယောက်တောင်ပြင်လွတ်တဲ့လရလိုပဲဒီနေ့ရွေးကောက်ပွဲကော်မရှင်ကပယ်ချလိုက်ပြီးမလာဟာတတ်တတ်ခိုင်ကိုလူသုံးအဖြစ်နဲ့တကွက်ပြလိုက်ပါတယ်မလာတတ်တတ်ခိုင်ကို NLD ပါတီကို ပုတ်ခတ်ပြီးတော့ NLD ပါတီကိုရှိုင်းဆိုင်စွာတုံ့ပြန်နိုင်ဖို့အတုံးချခဲ့ပါတယ် တသက်ခိုင်ဟာလဲလူမိုက်လုတ်ပြီး NLD ပါတီကိုပြင်းပြင်းထန်ထန်မမိုက်ရိုင်းရိုင်းကျင့်ဝတ်မဲ့စွာ ပြောဆိုခဲ့တာတွေအများအပြားရှိပါတယ်။တောင်ဆန်းစုကြည်ကိုတော့တကွင်းလုံးသူပဲပတ်ကန်နေတယ်ဆိုတဲ့စကားမျိုးနဲ့စော်ကားခဲ့တဲ့သူပါ။အဲ့ဒီမှာအာနာသိမ့်ပြီးရဲ့နောက်ပိုင်းမှာတသက်ခိုင်ရဲ့အတွင်စိတ် အတွင်းစိတ်ဟာ NLD ကိုမကြေမချမ်းဖြစ်နေတာကိုအသုံးချပြီးမင်းအောင်လိုင်ဖက်စစ်တပ်ဟာတတ်တတ်ခိုင်ကိုဝင်ကြီးနေရပေးအတိုက်ခံတဒံနဲ့ NLD နဲ့ဒီမိုကရက်တစ်အင်အားစုတွေကြားထဲမှာ လူမိုက်လုတ်ပြီးလူသုံးလုတ်ခဲ့ပါတယ်ဆိုတော့အခုဒီကာလရွေးကောက်ပွဲရောက်လာတော့ပါတီဥက္ကဋ္ဌအပြာမဲတတ်တတ်ခိုင်တယောက်မျှော်လင့်တကြီးနဲ့ ဝေကောက်ပွဲဝင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အားကျမှတ်တဲ့စ조사ရှာပါတယ်။ဒါပေမဲ့အပြာမဲ့တသက်ခိုင်ဟာကျွေးထူပြီးတော့ဝေကောက်ပွဲဝင်လို့မရခဲ့ပါမရအောင်လေဖက်ရှစ်တပ်ကတမင်တကာကိုစနစ်တကျတသက်ခိုင်ကိုလိုလိုတော့ကအတုံးပြုတ်ပြီးမလိုတဲ့အချိန်မှာလမ်းဘေးကိုကန်ချလိုက်တဲ့ဘဝပါ တကယ်သာဖက်စစ်တကခွင့်ပြုခြင်းနဲ့ဆိုရင်ဒေါက်တာအေးမောင်လိုလူမျိုးတော်ထောင်ထဲကလှုပ်ပေးပြီးရွေးကောက်ပွဲဝင်ခိုင်းသေးတာပဲဗျာသူတို့စီမှာဥပဒေဆိုတာမရှိပါဘူးသူတို့စီမှာရှိတာကသူတို့စိတ်တော်တိဘောင်းတော်ညိတ်သူတို့လူရင်တုံးမဲ့သူမျိုးကိုပဲအတုံးချလိရှိပါတယ်တာရကမြောက်များစွာ အများပြားရှိပါတယ်ဆရော့ တသက်ကင်တယောက်မာလာပြလိုက်တဲ့တကွက်မှာအခုဆိုရင်တောင်ပြင်လွတ်တဲ့လက်သားလိုပဲရက်ကန်ရက်ကန်နဲ့ဘာလို့ရမှမသိပါဥပဒေဥပဒေဒီကျင့်ဝတ်တွေမရှိတဲ့မင်းအောင်လိုင်ဖက်စစ်တပ်အတူနာအာကစားရှုံအောင်တန့်ခိုင်ကြီးမဲဆွယ်ပွဲလှုပ်သေးတာပဲဗျာရွေးကောက်ပွဲပါတီများ မှတ်ပုံတင်ခြင်းဥပဒေကိုအကြီးအကျယ်ဂျိုးဖောက်ချိုးဖောက်နေတဲ့ကိစ္စခင်ကြီးသားသမီးတွေနိုင်ငံသားနဲ့ယူရတယ် ဒါရီယာရွေးကောက်ပွဲဥပဒေနဲ့ညီဆွနေတယ်ဒါပေမဲ့သူတို့ခွင့်ပြုရင်စစ်တပ်ခွင့်ပြုရင်ရပါတယ်အဲ့တော့ချုပ်ပြောရရင်တော့တသက်ခိုင်ဟာစစ်တပ်ခွင့်မပြုလို့လူသုံးဘဝနဲ့အခုဆိုရင်တောင်ပြင်လွတ်တဲ့လရဖြစ်သွားတာပါအချုပ်ကတာပါပဲနော်အခုလိုအပြာမဲတယောက်ဒီကနေ့ရွေးကောက်ပွဲကော်မရှင်ကထပ်ပြီးပယ်ချလိုက်ပါတယ်တပူပေါ်နှစ်ပူဆင့်တယ်လို့အကျွေးကလည်းနောက်ကတောက်လျှောက်တောင်းနေပါ ောက်တစ်ဘူကတော့ပြီးသုံးလုံးပါတီဥက္ကဋ္ဌတော်ရွေးကောက်ပွဲမှာပြိုင်မရတာကျန်တဲ့သူ့ပါတီဝင်တွေသူ့တောင်စဉ်25ရို့ပါတို့ကဘာရီမျော်လင့်လို့ရတော့မှာတော့ဗျဒီအခြေအနေနဲ့မင်းအောင်လိုင်းဖက်စစ်တက်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အာဆီယံကလည်းအဖက်မလုပ်ပါဘူးကုလသမဂ္ဂကလည်းအဖက်မလုပ်ပါဘူးဘယ်နိုင်ငံမှအတိမတ်မပြူတော့ဘူးတိတယ်ဇော်မင်းတုံးက သူ့နိုင်ငံမှာလုပ်တဲ့ရွေးကောက်ပွဲသူ့နိုင်ငံသားတွေမဲထည့်ပြီးအတိမတ်ပြုရတယ်ဆိုတဲ့စကားထွက်ပြောလာပါ။ဩတတိုင်းပြည်လုံးက no ရွေးကောက်ပွဲ no လို့ပြောထားသလိုတရားမဝင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်ပါတယ်လို့ပြောနေတာကိုသူကနာကန်းနေတာလား။အရှက်မဲ့တာလားမျက်နှာပြအောင်တိုက်တာလား။ဆိုတော့အဲ့ဒါနဲ့တပြိုင်နက်တည်းမှာတရုတ်နဲ့ရုရှားထောက်ခံရင်ရပြီဆိုတဲ့အချိုးမျိုးနဲ့ ရွေးကောက်ပွဲကိုစိုင်းပြင်းပြီးလုပ်မယ်အာတင်းပြီးစူးစမ်းနေတော့မှာပဲဒီကနေ့ကြားဖြန့်အရေးဟာတရုတ်ကောမြန်မာကြားဖြန့်နိုင်ငံတွေဖြစ်တဲ့နိုင်ငံပေါင်း၄၅နိုင်ငံလောက်ဖင်ကြားခဲညက်ပြီးဒီကနေ့တရုတ်ပြည်ယူမင်းယူနန်ကုမင်းမျိုးမှာအစည်းအဝေးလုပ်ကြပါတယ်တရက်ခန့်ဟာပြစ်မှတ်ဟာတရုတ်ဖြစ်လာမယ်ဆိုတာကို ိပါတယ်ဘသူကကင်တွယ်ကစားနေတာလဲဆိုတော့လင်းယုံကြီးရဲ့ကစားကွက်အောက်မှာတရုတ်နဲ့အရှိတောင်အာရှနိုင်ငံတွေပြာယာခတ်နေရတဲ့အခြေအနေပါရွေးကောက်ပွဲတရုတ်ထောက်ခံမှုနဲ့လုံမယ်လို့ကြိုးစားတော့ကြားဖြတ်တဲ့ရုတ်တရက် FBI ကဝင်ဖမ်းရင်တော့စစ်တပ်ဘဝတမိုင်းမှာဝရမ်းပြီးကလည်းဖြစ် နိုင်ငံတွင်းဝင်ဖမ်းခံရတဲ့တရားခံတယောက်အဖြစ်နဲ့ ဆွေစီမျိုးဆက်ခွေးကရက်ကတတ်နိုင်မှာမဟုတ်တဲ့အခြေအနေမျိုးကိုမင်းအောင်လိုက်ရောက်နေတာဖြစ်ပါတယ်။ဒီကြားထဲမှာငထွားခါနာမှာကတော့68မျိုးဆက်ဆိုတဲ့ပုပ်ကူကြီးတွေဖြစ်တဲ့ဥကူကူကြီးတို့အုပ်စုကတော့ငထွားခါနာရပြီပေါ့ဗျာ။တမိုင်းတလျှောက်မှာသူရက်တည်ခဲ့တဲ့သူပေးဆက်ခဲ့တဲ့သူလုတ်ခဲ့တဲ့နိုင်ငံကြီးတမိုင်းတွေအကုန်လုံးစစ်တပ်အောက်ကလုပ်တဲ့ရွေးကောက်ပွဲကိုယုံကြည်မိတာတခုရဲနဲ့ရေစုံမျောခဲ့ရပြီပေါ့ဗျာ အဲ့တော့ဒီနေ့လင်းယုံကြီးဟာကလကာဆွဲဖွင့်လိုက်တာကတော့ကြားဖြတ်နှိမ်နေအထုတပ်ဖွဲ့ကိုဖွဲ့စည်းပြီးဘာမောက်တင်းဆိုတဲ့အဖွဲ့နဲ့စတင်ကြိုက်တွဲဖန်စီအေးအေးယူမှုတွေလုပ်မယ်ဆိုတဲ့ပြောပြီးမှာတော့စစ်ကောင်းဆောင်မြေတော်မြောက်မြောက်စားရတဲ့စောချစ်သူ BGF တတိုက် DGB တတိုက်ဟာ ကြောက်ခတ်မှာလက်ရှိလဲပတ်နေတဲ့ကြားဖြန့်စင်တာတွေဆက်လက်လဲပတ်နိုင်ရဲလားဆိုတာကိုစောင့်ကြည့်ရမှာ။ဘာမောင်တင်းကိုထပ်မံဖွဲ့စည်းပြီးချက်ချင်းအေးအေးယူကင်တွေ့မယ်လို့ဒီကနေ့ထပ်ထုတ်ပြန်တဲ့လင်းယုံကြီးရဲ့ပြစ်မှတ်ဟာတရုတ်စီကိုတဲ့တဲ့သွားမယ်ဆိုတာသိတဲ့အတွက်တရုတ်ဟာမြန်မာအပါဝင်မြန်မာအိမ်ကြီးနိုင်ငံတွေကို၆နိုင်ငံနဲ့အရှိကအ ကာရားပါတယ်မြန်မာလာဦးထိုင်းကမောရီးယားနောက်တနိုင်ငံကဘာလဲမသိဘူးမိသွားလို့အဲ့တော့ငါတို့နိုင်ငံငါတို့ပြည်သူဟာကြားစာကြွေးခန့်နေရပါပြီ US American ရဲ့ပြစ်မှတ်တရုတ်ဖြစ်လာပါလိမ့်မယ်အဲ့ဒါကိုရှေ့ကနေဘူမတိကိုမတိနဲ့ရင်စည်းခန့်ရင်တမိုင်းတလျှောက်မှာ ကြားဖြန့်မွေးဖွားရတီရှိရမြေတောင်မြောက်ပေးရ လှုပ်လို့ရတဲ့နေဟာမြန်မာဤကွဲတူကြားဖြန့်ဆိုတဲ့နိုင်ငံဂုံတိတ်ခါနဲ့လူမျိုးဂုံတိတ်ခါမြောင်းတဲ့ရောက်သွားမဲ့အခြေအနေဖြစ်တယ်လို့အချုပ်ချာအာနာဂူတာလေးစားတဲ့ကုလသမဂ္ဂပရိညာမရှိရင်မနှက်ဖြန့်ဟာမြန်မာပြည်ဟာတရုတ်ပြည်ရဲ့အစိပ်ပိုင်းတစ်ရက်ဖြစ်သွားပြီးတရုတ်ဟာမြန်မာပြည်သူတစ်ရက်လုံးကိုလူတို့လိုထိုးကြွေးခံရတဲ့လူသားတိုင်းတွေအဖြစ် တရုတ်ကျွန်းဘဝနဲ့အဆုံးတက်ရတဲ့အခြေအနေမျိုးမြင်နေရပါတယ်။ကျေပြန့်တဲ့အရေးခင်းကိုဗီဒီယို7မိနစ်နဲ့ပြောဖို့မပြည့်စုံပါဘူး။ဒီတက်ပုံမှုပြည့်စုံအောင်ပြောဖို့ကျွန်တော်ကြိုးစားပါမယ်။တိုတိုနဲ့လိုရင်းအဓိကအချက်လက်တွေဆွဲထုတ်လိုက်ရခြင်းတော့ဖယိုဘရဲ့ဖြစ်နေတဲ့ရွေးခေါက်ပွဲအခင်းချင်းလူသုံးဘဝကနေအပြာမဲ့တသက်ခိုင်ကအခုတောင်ပြင်လွတ်တဲ့လရဘဝနဲ့ရက်ကန်ရက်ကန်ဖြစ်နေတဲ့အချိန်ဤ အမေရိကန်ရဲ့ပြစ်မှတ်ဟာကြားဖြန့်တရုတ်ဖြစ်နေတာကိုသိတဲ့တရုတ်ဟာမြန်မာအပါဝင်အင်ဒီချင်း၅နိုင်ငံကိုအရှိကနေပြီးတော့ကာကင်းကြိုလွတ်ထားတဲ့အခြေအနေကိုတွက်ဆရင်ပြည်သူလူထုရဲ့တခုတည်းသောဆုံးဖြတ်ချက်ကတော့တိုင်းပြည်နယ်လူထုကိုဂုံတိတ်ခါကြာဆင်းပြီးတော့ခွေးကြက်ရောက်အောင်ဆွဲချနေတဲ့ဖက်ဆစ်တပ်ကိုအမြင့်ပြတ်ချေမုံဖို့တခုတည်းသာလေကျွန်တော်တို့ရဲ့အန်ဒီမရည်ရွယ်ချက်ဖြစ်ဖို့လိုတယ်အဲ့လိုလုံနိုင်ဖို့စစ်ကိုယ်သာလင်အနိုင်တိုက်ရမယ်ဆိုတဲ့အချက်ဟာလေ ကျွန်တော်တို့ရဲ့စန္ဒအာတိတဖြစ်ပါတယ်လို့ပြောရင်လူကြီးမင်းတို့ကဘယ်လိုရှုမြင်ပါလဲအားလုံးကိုကျေးဇူးတင်ပါတယ်